stock exchange share ရောင်းဝယ်မှုမှာဝန်ဆောင်မှုပေးမဲ့ security company ကိုအခုလအတွင်းထုတ်ပြန်နိုင်ဖို့ရှိနေပါတယ်ဒီသတင်းကိုတော့ဥအောင်သူကပြပို့ထားပါတယ်ရှင် Stock Exchange Share ရောင်းဝယ်မှုမှာဝန်ဆောင်မှုပေးမဲ့ Security Company တွေကိုထုတ်ပြန်ပေးဖို့နောက်ဆုံးအဆင့်ဖြစ်တဲ့ငွေဖြူငွေမဲ့စစ်ဆေးတဲ့အဆင့်ကိုရောက်ရှိနေပြီဖြစ်တဲ့အတွက်ဒီလာထဲမှာထုတ်ပြန်ပေးနိုင်ဖို့များတယ်လို့ဘန်နာယဒုဝန်ကြီးကပြောပါတယ်အဲ့ဒီ security company တွေအနေနဲ့မတ်တီယင်းနီဝေ75ဘီလီယံရှိရမှာဖြစ်ပြီးလောက်ကင်ခွင့်ရရှိတဲ့ company တွေကိုထုတ်ပြန်ဖို့အတွက်ငွေဖြူငွေမဲ့စစ်ဆေးတာဟာနှစ်ပတ်ကျော်သွားပြီလို့လည်းသူကဆက်ပြောပါတယ် အကူအရပြောရတာဒီလာဒီလာဆိုတော့တုံးသွားပါပြီဟုတ်ကဲ့အဲ့လိုပေါ့နော်ဒါတွေကဟိုအရန်ဟိုအလောရောလူလိုက်မှာပါပါတယ်ဒါတို့အဲ့ဒီဒါအလောရောတိဆောက်တာဟုတ်ကဲ့ဒါဒီဘယ်မှာအမှားမပေါင်းတိဆောက်တာဖြစ်နေတာတိတ်လောလောဖို့မလိုဘူးပေါ့နော်အရင်ဆိုလို့လုပ်ဖို့မလိုဘူးအရင်လိုတော့ဒီဒီလာတော့နောက်ဆုံးဆင်းရလောက်သွားပြီဘယ်လိုမှမဲဖြစ်တယ်ဖိုင်ရတော့ဒါပဲကျွန်တော်မှတ်တယ်လို့ပြီ ြေနေတော့ကောင်းပါဒီစားရဲတော့ထွက်ဖို့များလာပေါ့များလာ security company လောက်ကင်ဝင်ရဖို့လျှောက်ထားတဲ့အများပိုင်း company ပေါင်း20ကျော်ရှိပြီးအဲ့ဒီအထက်မှာဥပိုင် company လည်းပါဝင်နေပါတယ်။သူကအရေးကြီးဆုံးပဲလေ။သူကအားလုံး function လေးကိုပြောင်းလို့ရတယ်။အားလုံးသူကတော့အချိန်ယူဖို့အချိန်ယူရတယ်။ဘာကြောင့်လဲဆိုတော့သူက ICT ကိုတော့ ICT တော့မဟုတ်ဘူးသူက prepare လုပ်ရတယ်။ system ကိုဝယ်ရတယ်လို့နော်။ hardware ပြင်ဆင်ရတယ်။ အဲ့ဒါပိတ်တက်ပြီးပြီးတော့15ဘီလီယံလောက်ဆိုတော့ဒါကိုစုဖို့ပါလေချိန်ပေးရတယ်သူ့ကိုဦးစားပေးလို့ထုတ်တယ်ဒါဆိုရင်အဲ့လိုဒီလေဟိုကေဗင်ဖြစ်ပြီ store a chain ကိုဒီသမားပထမအပတ်ထဲမှာဖွင့်လှစ်ပေးနိုင်မယ်လို့ယူဆတဲ့အပြင်လက်ရှိအခြေအနေမှာ69ရာခိုင်နှုန်းအထိပြီးစီးနေပြီလို့ဗန္ဒာယိတုဝင်ကြီးဥမမောင်သိန်းကပြောပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ